ရိသတ်များအားလုံးမင်္ဂလာခင်ဗျာမြန်မာနိုင်ငံကိုစားပြု SP မြို့မီကလပ်အသင်းဟာသူတို့ရဲ့အာရှချန်ပီယံလိပုတ်စုပွဲစဉ်တွေကိုညနေ၄နာရီမှာကစားကွင်ရနိုင်မှုအတွက် AFC နဲ့ထပ်ပြီးတော့အချိန်ညှိနှိုင်းသွားမယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေကိုလာမယ့်နိုဝင်ဘာလရောက်ရင်စတင်ကျင်းပတော့မှာဖြစ်ပါတယ် အမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲအတွက်အုပ်စုတွေမဲခွဲလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံကိုစားပြု ISP အမျိုးသမီးကလပ်အသင်းကအုပ်စုစီမှာကြောက်ရွံ့သွားခဲ့ပါတယ်ခင်ဗျဒီအုပ်စုမှာ ISP အမျိုးသမီးကလပ်အသင်းကတောင်ကိုရီးယားကလပ်ဆူဝမ်မြောက်ကိုရီးယားကလပ်နီကိုယန်ဂျပန်ကလပ်တိုဂျိုဘာရီဗီလီစာတို့နဲ့တအုပ်စုတွေကြောက်ရွံ့နေတာဖြစ်ပါတယ် ISP အမျိုးသမီးကလပ်အသင်းပါဝင်တဲ့အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုစီကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိထားပါတယ်အမျိုးသမီးအာဆာချန်ပီယံလိအတွက် အုပ်စုမဲခွဲတဲ့အချိန်မှာအုပ်စုတစ်ခုစီမှာအသင်း၄သင်းစီပါဝင်တယ်။အဲ့ဒီအသင်း၄သင်းတွေကတသင်းကိုကိုစားပြုတဲ့နိုင်ငံပေါ့လေ။အဲ့ဒီနိုင်ငံဟာအဲ့ဒီအုပ်စုကိုအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိပါတယ်ခင်ဗျာ။ဟုတ်ကဲ့ SP အမျိုးသမီးသင်းပါဝင်တဲ့အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုစီကပွဲစဉ်အားလုံးကိုတော့မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာရှိတဲ့တူဝနာအားကစားခွင့်မှာအာရှချန်ပီယံလိ အုပ်စုစီကပွဲစဉ်အားလုံးကိုကျင်းပသွားဖို့ရှိနေပါတယ်ခင်ဗျလက်ရှိချိန်မှာအာရှချန်ပီယံလိအုပ်စုပွဲစဉ်၃ပွဲကို SB အမျိုးသမီးကလပ်အသင်းကဘယ်အချိန်ဒီမှာကစားရမယ်ဘယ်နေ့ရမှာရှင်ပြန်ရမယ်ဆိုတော့ကို AFC ဘက်ကတရားဝင်ထုတ်ပြန်ကြေညာထားပြီအာရှဘောလုံးဖွဲ့ချုပ် AFC က SB အမျိုးသမီးကလပ်အသင်းကိုညခွန်နိုင်မှာ၂ပွဲကစားခိုင်းတာတယ်ညနေ၃နာရီမှာ၂ပွဲကစားဖို့တတ်မှတ်ပေးထားပါတယ်ခင်ဗျအုပ်စုဝင်ပွဲစဉ်ကို တောင်ကိုရီးယားကလပ်ဆူဝမ်နဲ့နိုမာလာကိုရဲ့ညခွန်နိုင်မှာ SB မြို့သမီးကလပ်တင်ကစတင်ရှင်းများပါမယ်။အုပ်စုဒုတိယပွဲစဉ်ကိုဂျပန်ကလပ်တိုကျိုပါရီဘီလီဇာနဲ့နိုမာလာ၁၂ရက်ညနေ၃နာရီမှာရှင်းများမှာဖြစ်ပါတယ်ခင်ဗျ။အုပ်စုနောက်ဆုံးပွဲစဉ်ကိုမြောက်ကိုရီးယားကလပ်နေကိုရန်နဲ့နိုမာလာ၁၅ရက်ညခွန်နိုင်ချိန်မှာ SB မြို့သမီးကလပ်တင်ကရှင်းပြန်သွားမှာဖြစ်တယ်လို့ AFC ကထုတ်ပြန်ကြေညာထားပါတယ်။လက်ရှိမှာတော့ SB အမျိုးသမီးကလပ်တင်က ပရိသတ်အားလုံးအဆင်ပြေပြေကြည့်ရှုနိုင်မယ်ညနေ၄နာရီအချိန်မှာအုတ်စုပွဲစဉ်၃ပွဲလုံးကိုရှင်ပြိုင်ကစားခွင့်ရနိုင်အောင် AFC နဲ့ထပ်မံညှိနှိုင်းဆွေးနွေးသွားမယ်လို့အတိအပထုတ်ပြန်ထားပါတယ်ခင်ဗျဒီတော့ပွဲစဉ်စရာဟာအပြောင်းလဲဖြစ်လာမလားဒါမှမဟုတ်ဒီတိုင်းပဲဆက်ဖြစ်သွားမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ကြရဖို့သာဖြစ်ပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ